အားလုံးပဲမင်္ဂလာပါလို့ဥစွာပရမနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ပြီးမမပြင်းညော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတခါတင်ဆက်ပေးမှာကတော့တနင်္လာသားမီးများအတွက်2026ခုနှစ်အတွက်တနစ်တာဆောင်းရရှောင်းရအထူးဆန်းကြီးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဟောဆန်းကြီးကိုနားမစင်မီမှာကျွန်တော်တို့ရဲ့ပြီးမမပြင်းညော် channel ကို subscribe မလုပ်ရသေးဆိုရင် subscribe လေးနှိပ်ပြီးအားပေးတော့ကြပါ လိုက်ရန်ရှယ်ယာလေးလုပ်ပေးသွားကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့တနင်္လာသားမီများအတွက်2026ခုနှစ်အတွက်တနင်္လာအထူးဟောဆရာကြီးကိုဆက်လက်ကြည့်ရှုနားဆင်အားပေးသွားကြပါဦးခင်ဗျာတနင်္လာသားမီများအတွက်2026ခုနှစ်အထူးဟောဆရာကြီး တနိဒာသားသမီးများဟာဒီနေ့ထက်မှာလူပင်ပန်းပြီးဂုံတရင်ကြော်ကြမဲ့နှစ်ပဲဖြစ်ပါတယ်ငွေတွေဝင်မဲ့ရွှေတွေဝင်မဲ့အကောင့်တွေရှိပြီးအစိုးတွေလည်းထွန်တွဲနေတဲ့နှစ်လေးတစ်နှစ်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ထက်မှာမိတ်ဆွေအနေနဲ့အလုပ်တွေအရန်လုပ်ကြမယ်မနာတဲ့ငိုပဲလုပ်နေရတတ်ပါတယ်ကိုယ့်ရဲ့အလုပ်တွေပြင်တခြားသူတွေတခြားတော်သူတွေရဲ့အလုပ်တွေကိုပါ YB လုပ်နေရတတ်ပါတယ် ဒါပေမဲ့လည်းအဲဒီလူတွေကကိုထမင်းကိုစားပြီးဂျီတော်နာကိုအလကားအကြောင်းပေးရတယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ကိုထမင်းကိုစားပြီးတော့ဂျီတော်နာအကြောင်းပေးရတယ်ဆိုတာမျိုးသူများတွေတက်လုပ်ပေးရတာမျိုးဖြစ်နေတယ်။အဓိကကတော့ဒီနေ့ထမ်းမှာအယံပင်မှန်းပြီးစိန်မောလူမောတွေဖြစ်ပြီးကျမ်းမာရေးတွေထိခိုက်တတ်ပါတယ်။ငွေမရတဲ့ပြင်ငွေတောင်ကုန်အောင်မဲ့အလုပ်လေးလို့ပြောရမယ်။တာရေးနာရေးကိစ္စတွေ ရရရာတွေကိစ္စတွေကလည်းရှုပ်ပြီးရင်ရှုပ်နေတတ်ပါတယ်။သူတစ်ပါးကိုကုညီရတဲ့အလုပ်တွေကလည်းပြိမှန်းရာဂျိုးမနဲ့တပြင်မကောင်းမြင်အထင်လွဲတာတွေတောင်ခံရတတ်တဲ့နှစ်ဖြစ်ပါတယ်။အဲ့တော့ဒီနှစ်ထဲမှာမိတ်ဆွေအနေနဲ့ကပင်ရလဲပင်မန်းဇောမီရလဲကပ်ပြီးအလိုလိုနေဖို့ပဲစိတ်တိုင်းမကြတာတွေစိတ်တူတာတွေများနေတတ်ပါတယ်။ဘာမဟုတ်တဲ့ပြဿနာလေးတွေကနေပြဿနာကြီးတွေဖြစ်သွားတတ်ပါတယ်။ယုံမြင်ကနာနဲ့ ရုံးမြင်ကနာကိစ္စများနဲ့ပတ်သက်လိုက်ရင်ကြီးကြီးမားမားမဟုတ်ပေနဲ့မပြီးနိုင်မစည်းမစည်းနိုင် ဖြစ်နေရတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေငယ်နဲ့ဒီနေ့ထဲမှာအရာရာမှာစိတ်ရှည်ပါခေါင်းရည်ပါအရေးကြီးတဲ့ကိစ္စတွေကိုညင်ညင်နိုင်နိုင်တိုင်တိုင်မင်မင်လုပ်တဲ့မားရဲဆိုတာအကြံပြုပေးလိုက်ပါတယ်ခင်ဗျာဒီလိုနှစ်မျိုးမှာဒီလိုအချိန်မျိုးမှာငွေကြီးကိစ္စတဲ့အလုံနံမဲ့ခုံသတိမိုက်ကပို့ပြီးကောင်းနေတတ်ပါတယ် ဒီနေ့ထဲမှာယာရုတို့ဟာပညာထူးယွန်းတာစုစုပွဲလူရတာထိပေါက်တာနိုင်ငံခြားနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းပေါ်လာတာမျိုးတွေကြုံရတတ်ပါတယ်။ဘာသာရေးဆိုင်ရာကိစ္စရပ်တွေမှာလည်းအောင်မြင်မှုတွေကြုံရတတ်ပါတယ်။မိမိရဲ့အတိတ်ခံကျင့်စဉ်တွေနဲ့ပတ်သက်ပြီးအောင်မြင်မှုတွေလည်းကြုံရတတ်ပါတယ်။ဘိုးတော်ကြီးအဘဘိုးဟာဘာဘိုးမင်းကောင်အဆရှိတော်ဝိဇ္ဇာတွေနဲ့လည်းကြုံတွေ့ရတတ်ပါတယ်။ဖူးမြင်ရတတ်ပါတယ်။ မိမိရဲ့အိမ်ကိုလက်ဆောင်သဘောမျိုးဖျားပုံတော်တို့ဆင်သူတော်တို့ကြွာလာခဲ့ရင်ဒါမှမဟုတ်အိမ်မက်ထဲမှာမြတ်စွာဘုရားတို့မဟုတ်ယန္တာတွေကိုဖူးမြင်ရတယ်လို့မြင်မှတ်ခဲ့ရင် ထိပေါက်တတ်တဲ့နမိတ်ဖြစ်ပါတယ်အပါဘိုးဘောင်အပါဘိုးမင်းကောင်အစရှိတဲ့ဝိဇာဆရာကြီးတွေကိုလည်းဖူးမြင်ရခဲ့လို့ရှင်လဲဒါဟာထိပေါက်မှန်နမိတ်ပဲဖြစ်ပါတယ်အကယ်၍အဲ့လိုအိမ်မက်တွေကိုမြင်မှတ်ခဲ့မယ်ဆိုရင်တော့ ငါးအစာရှစ်အစာ ठी ကိုထိုးပေးတင်ပါတယ်ခမငါအစာရှစ်အစာ ठी တံပတ်တွေကိုရှာဖွေပြီးထိုးပေးတင်ပါတယ် ठी ပေါက်ခဲ့ရင်ပေါက်တဲ့ငွေတိုင်းရပညာရေးဆိုင်ရာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပါမယ်လို့အဋ္ဌံပြီးထိုးပေးတင်ပါတယ်မိဘမဲ့ကလေးเจ้าတွေမှာစာအုပ်စာတန်းလှူတာမျိုးအဲ့လိုပညာရေးကိစ္စတွေမှာလှူဒါန်းပါမယ်ဆိုပြီးဆုတောင်းတင်ပါတယ် မိတ်ဆွေဟာဒီနေ့ထဲမှာစီးပွားရေးအနေနဲ့ကတော့အထယ်လုပ်ငန်း၊ထိဖက်နက်လုပ်ငန်း၊တပုံလုပ်ငန်း၊လျှက်စီးပစ္စည်းလုပ်ငန်း၊ဓာတ်ဆီ၊ဒီဇယ်၊ဓာတ်သတ္ထု၊တွင်ထပ်ပစ္စည်းတူဖော်ရေးမြေကိစ္စ၊အမွေကိစ္စ၊ဖုံးကိစ္စ၊ပရိဘောဂ၊ပယ်ပြောင်းနှံနွားစတဲ့ကိစ္စတွေမှာအကျိုးထူးအောင်မြင်နိုင်ပါတယ်။အထူးသတိထားမှာတော့ဒီနေ့ထဲမှာမိတ်ဆွေဟာဘယ်ကိစ္စမှမဆိုနှစ်ချိန်နှစ်ခါဆိုတာမျိုး နှမျိုးဆိုတာတွေကြုံတွေ့လာတတ်ပါတယ်မထေမဖဲနဲ့လဲရွှေတဲ့ပစ္စည်းတွေဝင်လာတတ်ပါတယ်အဝေးကနေအောက်လက်ငယ်သာသာသမီတို့အတွက်လဲဝမ်းသာစရာသတင်းတွေကြားရတတ်ပါတယ်သတင်းကောင်းတွေကြားသိမ်းတတ်ပါတယ်ဒီနေ့ထဲမှာတော့ငွေမစုတင်ပါဘူးရွှေတို့အဖိုးတန်အိမ်တော်ပြိဘောကတို့စုဆောင်တဲ့အချိန်ဖြစ်ပါတယ်ရွှေဆိုရင်လည်းနှစ်ခါဝင်မယ်ငွေဆိုရင်လည်းနှစ်ခါဝင်မယ် ကောင်းတဲ့ပြဿနာတွေဆိုရင်လည်းနှစ်ကြိမ်နှစ်ခါကြုံရတတ်ပါတယ်ဒါလေးကိုတော့သတိထားသင့်ပါတယ်ဒီနေ့ထဲမှာကျွန်တော်ရဲ့မိတ်ဆွေတင်လာသားမီးများဟာအင်္ဂိစာတွေနေရာကိစ္စတွေအပြောင်းအရွှေ့ကိစ္စတွေမှာဆန္ဒမစိုးသင့်နေပါဘူးအလုပ်ပြောင်းတာအိမ်ပြောင်းတာမျိုးတွေဟာဒီနေ့ထဲမှာဆန္ဒမစိုးသင့်ပါဘူးဒီနှစ်ပိုင်းမှာအထူးသဖြင့်သတိထားသင့်တာကတော့ဆွေမျိုးများနဲ့စိတ်တဘောတာကွဲခြင်း ကားကြောင်ကွန်ပျူတာကင်မရာစာချုပ်စည်းရစရာစက်တူကိစ္စများစာရာတွေမှာဆိတ်ရှုပ်ရတတ်ပါတယ်အလူပွဲကိစ္စတွေမင်္ဂလာပွဲကိစ္စတွေမှာဆိတ်ရှုပ်ရတတ်ပါတယ်အထူးအဖြစ်တော့ဒီနေ့တည်းမှာတနိဒာသားမီတောက်ကြသားမီတွေကိုအကြောင်းပြုပြီးဆိတ်ရှုပ်ရတတ်ပါတယ်ငယ်ရွယ်သူများအဖို့တော့အခြေရေးကိစ္စမင်္ဂလာကိစ္စတွေမှာရှည်တိုးရအခက်နောက်ဆုံးရအခက်မတင်မကြမရင်မရာတွေတစ်ခုပြီးတစ်ခုကြုံနေရတတ်ပါတယ် အိမ်အောင်ရှင်များအတွက်လည်းမျက်နှာရင်းဆိုင်မရတာမျိုးတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ခြေထောက်ခါအစာအိမ်သွားသွေးအပင်မဲ့လုံရင်းတွေကိုသတိပြုရပါလိမ့်မယ်။ဒီနှစ်ထဲမှာအရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဟောဒီရေရာလေးတွေကိုအလေးနက်ပြုလုပ်ထပေးတင်ပါတယ်ခင်ဗျာ။အရေးကြီးတဲ့ကိစ္စပေါ်လာတဲ့အခါမှာဒီရေရာလေးတွေကိုပြုလုပ်ပေးတင်ပါတယ်။ နံပါတ်1ကတော့စနေနေ့မနက်စောစောမှာစနေနေ့မနက်စောစောမှာမြတ်စွာဘုရားမှာမေမြို့၅ဘွင်းနှင်းစီ9ဘွင်းနွားနို့တစ်ခွက်အလင်းတိုင်း9တိုင်းပေါင်းမုံ9ချက်ကို လူတိုင်း၏အလိုရှိရာစုတောင်းပါစနေနေ့မနက်စောစောမှာမြတ်စွာဘုရားထံမှာမေမြို့၅ဘွင်းနှင်းစီ9ဘွင်းနွားနို့တစ်ခွက်ဖျောင်းတိုင်း9တိုင်းပေါင်းမုံ9ချက်လူတိုင်းပူဇော်၏အလိုရှိရာစုတောင်းပေးပါ ဗုဒ္ဓဘုံတော်ကိုအတိတ်ကြမ်းဖြင့်အရေးကြီးတဲ့ကြီးလိုပရိစိတ်ပါနံပါတ်3ဖရာเจ้าငံတွေမှာတန်ရှင်နဲ့ပတ်သက်တဲ့ကုသိုလ်ကို များများပြုလုပ်ပြပါနံပါတ်4အရေးကြောင်ရှိတဲ့အခါမှာမင်းမြဝန်းတွင်ကိုဆောင်သွားပါလေနံပါတ်5ရောင်းရင်တဲ့ပစ္စည်းများကိုတခွာသည့်ဖြင့်35ကျပ်ခောက်ပါလေ။နံပါတ်6အခက်အခဲကြုံလာတဲ့အခါမှာ ကျမ်းပါရေးတွေညံ့တဲ့ခါမှာတနင်္လာနေ့မှာစံတို့စီစီတပူကံကိုအပုံကလေးရှစ်ပုံပုံရေးကျင်းငံများကိုကျွင်းဝေးပါလေနံပါတ်6ဝေးကြီးကိစ္စတွေအရေးကြီးတဲ့ခါမှာကိတ်မုတ်သုံးချက်ကိုခွင့်ကြည်ရင်ဆူတောင်းပေးပါမိမိမှာအခက်ခဲတွေကြုံလာတဲ့ခါမှာနော်ငွေကြီးရဲ့အခက်ခဲတို့ပြင်းပြအခက်ခဲတို့ပေါ့နော်ကျမ်းပါရေးအညံ့နေကြုံလာတဲ့ခါမှာတနင်္လာနေ့မှာစံတို့စီဘူးတပူကံကိုအပုံကလေးရှစ်ပုံပုံပြီး ကျင်းမံအများကိုကျွေးမွေးပြီးပြီးတော့ဆူတောင်းပေးပါဒါဆိုရင်တော့မိမိတန်တို့လာတော့မကောင်းသောကံများပပပြပြီးကောင်းသောကံများရရှိလာပါလိမ့်မယ်ဗျာအားလုံးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေတနင်္လာသားသမီးအားလုံး2026ခုနှစ်မှာစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအနည်းအခက်သိင်းဘေးခက်သိင်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါလောရာဆန္ဒတွေလည်းတလုံးတော့ပါတယ်ပြေဝနိုင်ကြပါစေတာနာကျိုးဘာသာကျိုး စတဲ့တဘိုးတည်ဖို့နိုင်ကြပါစေမိဘကျေးဇူးကိုအထူးသတ်သည့်သောသားကောင်းယန္တနာသမီးကောင်းယန္တနာလေးတွေဖြစ်ကြပါစေချမ်းသာကြပါစေကြွယ်ဝကြပါစေအနည်းရခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ